ားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ Euro 2020ပေါ့လေ2020 London မြို့က Wembley ကွင်းကြီးရဲ့ final မှာ Italian national team က Euro champion ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ငငယ်တဲ့ကအားပေးခဲ့တဲ့ national team နှစ်သင်းရှိတယ်နောက်တင်းဆိုဘာကြောင့်နှစ်တင်းဖြစ်သွားလဲဆိုတော့ကျွန်တော်စပြီးတော့ဘောလုံးပွဲတွေစကြည့်တဲ့အချိန်1994ကမ္ဘာဖလားကိုစကြည့်တဲ့အချိန်မှာအီတလီလူရေးစင်အသင်းနဲ့အာဂျင်တီးနားလူရေးစင်အသင်းကိုကျွန်တော်စကြည့်ဘူးလား ိုက်နှစ်သိန်းစအားပေးနေလို့ရစီအခါကျွန်တော်အိုက်နှစ်သိန်းကိုတောက်လျှောက်အားပေးလာတယ်ဒါပေမဲ့ကျွန်တော်ကရီးယားတစ်လျှောက်ပေါ့လေကျွန်တော်ကြည်လာတဲ့တန်တန်းတစ်လျှောက်မှာကိုအားပေးတဲ့လူရစီအသိန်းနှစ်သိန်းဟာမေဂျာပြိုင်ပွဲနှစ်ခုလုံးကိုပိုဆွဲပို့တယ်အီတလီကယူရို2000မှာပိုဆွဲပို့အနည်းဆက်ဆုံးဖြစ်တယ်ယူရို2012မှာပိုဆွဲပို့အနည်းဆက်ဆုံးဖြစ်တယ်ဖိုင်နယ်မှာပြင်သစ်နဲ့စပိန်ကိုရှုံးသွားတယ်အိုက်ကနေမှာ2006မှာ World Champion ဖြစ်ပြီးတော့ Euro 2020မှာအင်္ဂလန်ကိုနိုင်ပြီး ယူရိုချန်ပီယံဖြစ်တယ်ဆိုတော့အီတလီနဲ့ပတ်သက်လို့ကမ္ဘာချန်ပီယံနဲ့ဝေါ်ချန်ပီယံနှစ်ခုလုံးကိုကျွန်တော်အရင်စတွေ့ခဲ့ပြီးတဲ့အချိန်မှာအာဂျင်တီးနားနဲ့ကိုပါအမေရိကချန်ပီယံပြီးတော့ဝေါ်ချန်ပီယံကိုပါအမေရိကချန်ပီယံဘိုက်တူဘက်ကျွန်တော်ကြည့်ပြီးွားပြီဆိုတော့ ဒါကဘာပဲဖြစ်ဖြစ်ကိုအားပေးတဲ့အသင်းတစ်သင်းရဲ့အမြင့်ဆုံး highest ရနိုင်တဲ့ international တွေ super တွေကိုဆိုတွေ့ပြီးပြီ။နောက်ကိုကြိုက်တဲ့နှစ်သင်း Italy နဲ့ Argentina က finalissima ဆိုပြီးတော့ London မှာလည်းတော့ကောင်ကြည့်ပြီးပြီ။ဒါပေမဲ့အဲ့ Italy ကျွန်တော်အမြင့်အားပေးတယ်ကျွန်တော် national အသံထဲမှာအကြိုက်ဆုံး national အသံက Italian national အသံပဲ။တကယ်နားထောင်လို့ကောင်းတယ်ကျွန်တော်အရန်သဘောကျတယ်။ကျွန်တော်ဆိုကျွန်တော် formula 1ကိုအားပေးရင် Ferrari ကိုအရန်အားပေးတယ်။ဆိုတော့အဲ့ Italy national အသံကိုအရန်နားထောင်ခြင်းလို့အခု အီတလီကအဲယူရို2020မှာချန်ပီယံဖြစ်ပြီးတဲ့ကရောဘတ်တိုမန်ချီနီနဲ့တော်တော်လေးအခြေအနေကောင်းနေတာကနေပတ်စံမတ်ပြီးတော့သူအီတလီလက်ရွေးစင်ကိုပြစ်ပြီးတော့ဆော်ဒီကိုသူထွက်သွားတယ်။အဲမှာအီတလီကကတောင်းကနေဖြစ်တယ်လူစီယာနိုစပလက်တီကံပြင်ယူရို2024မှာစတရက်ဖြစ်တယ်ဆွစ်ဇာလန်ကိုသူရှုံးထွက်မှာရှုံးတယ်။နောက်ချီစပွဲမှာစတရက်ဖြစ်တယ်အဲကနေမှစင်အီတလီကဂက်တူဆိုလက်ထက်ရောက်လာတယ်။ဒါပေမဲ့အခုအီတလီဟာ back to back world cup 3ချိန်ချီစပွဲမအောင်မဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ် တော့2006မှာသူဒီ Italy Champion ဖြစ်ပြီးကြတဲ့ကနေကျွန်တော် Italy Champion 2006မှာဖြစ်တယ်ဗျာအဲ့2006ဖြစ်ပြီးကြတဲ့က2010 South Africa World Cup မှာအုပ်စုကထွက်ရတယ်2014 Brazil World Cup တော့ဆိုတော့ဗျာအဖွင့်ပွဲတော့ကျွန်တော်မှတ်မိရ England ကိုသူတို့2-1နဲ့နိုင်တာ Marquisio တကူအတွင်းနဲ့ England တကူပြန်ချီတယ် Starry ပြန်ချီတယ်နောက် Balotelli တွင်းသွားတယ်ဒါပေမဲ့ Italy ကအဲ့ပွဲပဲနိုင်တယ်နောက် Uruguay နဲ့ဟိုဘက်ပွဲနှစ်ပွဲလုံးရလာဆိုပြီးတော့ Costa Rica ပွဲရှိပြီး Italy ထွက်သွားတာဆိုတော့ Italy က2006မှာ Champion ဖြစ်ပြီးတော့2010မှာထွက်တယ် 2014မှာထွက်တယ်2018မှာခြေစုပ်ဘက်မအောင်ဘူး2020မှာခြေစုပ်ဘက်မအောင်ဘူးဆိုအီတာလီယံပြည်သက်တည်ရောက်ဆိုရင်တော်တော်လေးခံပြင်းစရာ World Cup တွေ့တိုင်းအီတီမပါဘူးဆိုရင်အချက်၄ချိန်ချန်ပီယံဗျာဂျာမနီရဲ့သူရဲ့ဘရာဇီးရဲ့ဒီ၃သင်းကအောင်မြင်ဆုံး၃သင်းသူ့အောက်မှာအာဂျင်တီးနားရှိတယ်ဆိုအဲ့မှာအီတလီဟာ၄ချိန်ချန်ပီယံဖြစ်ပါရင်လည်း World Cup နှစ်ချိန်တိတိမပါဘူးဒီဒီချိန်နဲ့အချိန်မကောင်းကျွန်တော်၂၀နှစ်တုန်းကဆိုကျွန်တော်အသေးနာလို့မြောက်မက်ဆီဒိုနီးယားကိုအိမ်ကွင်းမှာသူတို့ရှုံးသွားတယ် ရှုံးပြီးတော့မှ final မှာမြောက်မက်ဆီဒိုနီးယားက playoff မှာပေါ်တူဂီကိုရှုံးသွားတယ်။ဒါပေမဲ့အီတလီကြံခဲ့တယ်။ပြီးခဲ့တဲ့2018တုန်းကဆူဂျင်ကိုသူတို့ playoff မှာရှုံးသွားတာ။ဆိုတော့အခု Gattuso လက်ထက်မှာ ET တိတသာတိုးတက်လာတယ်ဗျာ။အခု Gattuso လက်ထက်မှာ Italy ကဘယ်လောက်ထိတိုးလာဆိုရင်သူ့လက်ထက်3ဘွဲမှာ73ဂိုးသွင်းတယ်။ဒါပေမဲ့ပြဿနာ Italy ကပထမ damage ကတော်တော်လေးဆိုးသူနောက်တစ်ခုက Norway ရဲ့အဆမတန် over achievement တွေဖြစ်နေတာ ET တော်တော်တိုင်ပတ်တာ။ပုံမှန်အဖြစ် Italy ကသူ့ group မှာကိုယ်ပြိုင်တဲ့အသေးတသင်း အဲ့လောက်ထိခြေစွမ်းပြနိုင်တဲ့တောင်းတောင်းကြခဲ့တယ်ဒါပေမဲ့အခုကနော်ဝေးက over အချိပြတပွဲကို၅ခုညီ၅ခုညီတောက်လျှောက်သွင်းနေတဲ့အချိန်ဟာလန်ကြောက်အောင်နေတဲ့အချိန်တော်တော်ဆူဆူဝါပဲဆိုတော့အခု Gattuso အတွက် Italy ပြတ်တက်တီအတွက်ဆိုရင် SUV World Cup မပါတဲ့တစ်ချိန်ဖြစ်ကောင်းဖြစ်သွားတယ်ဒါပေမဲ့အခုပြအခုကျွန်တော်နော်ဝေးရဲ့ Israel ရဲ့ Moldova ရဲ့သုံးသင်းကို Italy ကခံရမယ်သုံးဘောလုံးဂိုးပြတ်နိုင်အောင်မှာ26ဂိုးနဲ့89ဂိုး difference က19ဂိုးกว่าတယ်အဲ့19ဂိုးဘယ်လိုမှမဖြစ်နိုင်ဘူးဒီကြားထဲမှာ နော်ဝေးကအက်စတိုဒီယာကိုထပ်ခံရအောင်မှာကျွန်တော်ထင်တော့အီတလီကပလေးအော့ပဲသွားမှာတကယ်လို့ပလေးအော့သွားမယ်ဆိုရင်အီတလီအတွက်တကယ်ကိုဆူဆူဝါးဝါးပဲဒါကြောင့်ကျွန်တော်မှတ်မိသေးတယ်2006ကမ္ဘာချန်ပီယံဖြစ်တဲ့အီတလီကဗျာကမ္ဘာဖလားကိုပထမဆုံးခြေစွဲအောင်လာတဲ့အော်စတြေးလျရဲ့အိမ်မက်တီကိုတယောက်ထုတ်ခံပြီးတော့မှာစိုက်တော့တိုက်ထိုးသွားတာဗျာတော်တီရဲ့ပနတီနဲ့အီတလီတတ်သွားတယ်အော်စတြေးလျရဲ့အိမ်မက်တီကိုသူတို့အဆုံးတတ်လိုက်တယ်အိုက်ကနေမှဆင်ပထမဆုံးဂျင်းဝေါ်ကပ်ကိုကွာတာဖိုင်နယ်ရောက်တဲ့ယူကရိန်းရဲ့အိမ်မက်တီကိုအီတလီကအဆုံးတတ်တယ် ်ဆီမီဖိုင်နယ်ရောက်တော့အင်ရှင်ဂျာမနီဖြစ်တဲ့ဂျာမနီရဲ့အိမ်မက်တွေကိုအဆုံးသတ်ပြီးတော့ဖိုင်နယ်မှာဖရန့်ကိုထပ်ပြီးအဆုံးသတ်တယ်။ဆိုပြောချင်တဲ့အချက်ကပါဆိုသူများအိမ်မက်တွေကိုသူတို့အဆုံးသတ်ပြီးတော့သူတို့ကအဲ့ကလေးကနေနောက်ကောက်စီမြောက်တော့တာအခုတတိပဲ။နောက်ကောက်စီလည်းမရဘူးခြေစပွဲလည်းမအောင်တော့ ဆိုတော့အီတလီနဲ့ဂက်တူဆိုတို့ကတကယ်ကိုအရေးကြီးတဲ့အခြေအနေပဲကျွန်တော်ဒီအီတလီကအခုဂက်တူဆိုလက်ထက်မှာတော့တော်တော်လေးတော့တိုးတက်လာတဲ့အတွက်ကြောင့်အဲ့ဒါကတော့ဂျီနက်ဆရာဖြစ်တယ်ဒါပေမဲ့အီတလီယန်လိုအသင်းတစ်သင်းအနေနဲ့ပြာလုံးဝမဖြစ်တဲ့အခြေအနေမျိုးဒါအခုလက်ရှိအီတလီသင်းကျွန်တော်တို့ပြာပြောလို့ရှင်ရှပ်ဖို့အောင်ကောင်းတယ်အသင်း၁၁ယောက်လုံးကိုကျွန်တော်တော်တော်များများနာမည်မပြောနိုင်ကြဘူးတော်တော်များများကျွန်တော်တို့ကတော့ပုံမှန်ကြည့်နေဆိုတော့သိပေမဲ့တောင်းတောင်းလူတိုင်ပတ်တယ်ဒါပေမဲ့ဒီအီတလီအသင်းကအတိုင်းတာတစ်ခုကြီး decent squad ကိုပိုင်ထားတယ်ဗျာ ိုရမဂျန်လူဂျီဒူနာရူမာရှိတယ်။ဒါပေမဲ့အရန်ကိုရမကဗီကာရီယိုရှိတယ်ပြဿနာမရှိအဲ့မှာဒီမာကိုက left back ဒီလော်ရန်ဆိုက right back စန်တာဘက်ကဘက်စတိုရီနဲ့ကာလာဖီယိုရီပြီးရင်အရန်မှာမန်ချီနီတို့ဘာတို့တခြားကစားသမားတွေဂျန်တယ်။နောက်ပြီးတော့မှကက်တီတို့ဘာတို့ရှိတယ်။ပြီးရင် right back မှာစပီနီโซလာရှိတယ် left လည်းကစားနိုင်တယ် right လည်းကစားနိုင်တယ်။ဒါပေမဲ့ဥဒိုဂီအရန်ရှိတယ် ဆိုတော့အဲ့ဒါကအီတလီကခန်စစ်ကဘလူးချီတို့ခီလီနောက်ပိုင်းမှာတော်တော်လေး solid ဖြစ်တယ်ဗောလေကွင်းလေကလူကတဲလီရှိတယ်ကက်စတန်ညာရှိတယ်ဖတီးစီရှိတယ်ဘရယ်လာရှိတယ်ထူနာလီရှိဆိုအဓိကထူနာလီနဲ့ဘရယ်လာက main ပဲဂျန်နက်တယောက်ကအီတလီမှာပြဿနာလူကတဲလီလည်းနီးပြမကြိုက်ဘူးဖတီးစီကလည်းအတကင်အရန်လိုက်တိုက်စစ်ကအခုအော်ဆိုလီနီမကောင်းဘူးအားကိုးနေရတာကဝီကာနီနဲ့ဝိုက်ဆက်စကင်နှစ်ယောက်ကျွန်တော်တို့အခုဖက်ဒရီကိုခီးစားပြန်ပလာရင်တော့အီတလီမဆိုးဘူးဗောဒါပေမဲ့အီတလီကအခု nationally ဘက်ကအချန်နဲ့ကန်ရမှာအခုသူက play off ကပဲသွားမှာဗျာဒီတိုင်းဆို Nationally နဲ့ Italy တက်ပါမလားစိုးရင်ကြာပဲအမှန်တိုင်းပြော Nationally နဲ့တက်ပါမလားကျွန်တော်တို့လည်းစိုးရင် Italy ကိုဒီတစ်ခါထပ်ပြီးတော့ပြုတ်သွားဒါပေမဲ့ Gattuso လက်တက်မှာတော့တော်တော်လေးတိုးတက်လာ၃ပွဲကိုသူ73ကိုတွင်းနေဆိုရင်အချက်ကတော်တော်လေးအားကိုးစရာပဲမြဲ Italian သူက၃ကြိမ်ဆက် back to back World Cup မအောင်တာကိုတော့အဆုံးသတ်ဖို့လိုအပ်နေပြီဒါအမှန်တိုင်းပြောရင်ကျွန်တော် under pressure ပဲ Italian national anthem ကို World Cup မှာကျွန်တော်နားထောင်ချက်ထပ်ပြီးတော့စောင့်ကြည့်ရမှာပေါ့လေအားလုံးကျေးဇူးတင်ပါတယ်